ကဲခု CS7S ကိုပြောလာလိုက်တာပေါ့နော်အနှိမ့်ချုပ်ပိုင်းကိုရောက်လာပြီအဲဆိုရင်တော့အနှိမ့်ချုပ်ပိုင်းနေတဲ့ညီမတို့ battery capacity ဆိုရင်85 kWh ရှိနေ CLDC range မောင်းရတဲ့ range ဆိုရင်605 km ပြီးမောင်းရပြီ battery type က LFP battery type driving system က rear wheel drive မျိုးစားဖြစ်ပြီးတော့ motor peak power ဆိုရင် 130 kW ရှိတယ်။ motor peak တူဆိုရင်440 Nm နဲ့ AC charger ဆိုရင်ညီမတို့22 kW ထိရှိပါတယ်။ဒါဆိုရင်တော့ charger တော်တော်လေးများတဲ့အချိန်မှာပါတယ်ပေါ့နော်။ပြီးတော့ရင် Zika 7S မှာရရှိနိုင်တဲ့ available ဖြစ်တဲ့ color လေးတွေပေါ့နော်။ဒါလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ Christopher Oni Black cosmology grade နဲ့ forest green ဆိုပြီးတော့၄ရောင်ရရှိပါတယ်။အဲ့ဒါအပြင်မေလာဆိုမဟုတ်သေးဘူး interior color မှာဆိုရင်လည်းမြန်မာပြည်အတိုင်းအတွင်းကက all black ရတဲ့ပြင်မှာ green ရဲ့ black ကလည်းရောထားတယ် premium leather seat တွေရရှိမှာဖြစ်ပါတယ်ရှင်။